ခြံမှတ်54ကိုငွေကျပ်သိန်းပေါင်း2.8တန်းနဲ့ဧပြီလ29ရက်နေ့မှာစရုပ်ထအချိန်လည်လံပြဖို့တရားရုံးကဆုံးဖြတ်ချက်ချလိုက်ပါတယ်။သုတချမ်းသာပေးပို့ထားပါရခင်ဗျာ။ နိုင်ငံတော်၏တံမြင်ပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ချမ်းမှတ်54နေကိုငွေကျပ်သိမ်းပေါင်း2.8တန်းနဲ့ဧပြီ29ရက်နေ့မှာစတုဒ္ဓချင်းဒီလန်ပြစ်ဖို့ကမာယုခရံကြားယုံကဒီတပတ်ယုံနေ့မှာအမိန့်ချလိုက်တာပါ။ February 5ရက်နေ့ကချမ်းမှတ်54ကိုငွေကျပ်သိမ်းပေါင်း2.9ခွန်တန်းနဲ့တတိယချင်းဒီလန်တင်ခဲ့ပြီးလေလံဆွဲမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ပါတယ်။တရားလူဦးအောင်ဆန်းဦးကငွေကျပ်သိမ်းပေါင်း2.9တန်းနဲ့လေလံစည်းလျှော့ချဖို့တရားယုံကိုအဆိုတင်ခဲ့ပြီးတရားယုံကဦးအောင်ဆန်းဦးအဆိုပြုထား ားရထက်နေတဲ့ပမာဏနဲ့လည်လံထက်ပြဖို့ဆုံးဖြတ်ခဲ့တာပါ။၂၉ရက်လည်လံပြမယ်ဗျ။အဲ့ဒါနဲ့ဆက်ဖို့ဒီဘက်ဆယ်ရင်းတမ်းပေါ့သူကြီးစာရင်းတော့ရှိမယ်ကျွန်တော်တော့တော့မှတော့မရပါဘူးဟုတ်ကဲ့ငါဖုန်းဆက်ပေးရမယ်ဖုန်းပေးပါဦးဒီကသူ့ဆိုမှုတော့ဆက်ပြတာမရဘူးဆက်တယ်လို့ကစာနဲ့တရားမဝင်ဘူးလေဗျဟိုသူ့ကိုပဲစာပြတာပဲရှိတယ်နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှင်နေဖွဲ့ဟာကာယကံရှင်ရဲ့သဘောထားကိုမသိရဘဲအမှုကိုဆက်ရင်ဆိုင်နေရတာဖြစ်ပြီးဥပဒေကြောင့်အရအမှုစတင်ကလေးကရှင်နေကိုယ်စားလှယ်လွှဲစားလုပ်ပိုင်ခွင့်တွေအရဆက်ပြီးအမှုလိုက်ခွင့်ရှိနေတာဖြစ်ပါတယ်။အမှုနဲ့ပတ်သက်ပြီးကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကိုတရားဖို့လူချင်းတွဲဆုံဆွေးနွေးခွင့်ပေးဖို့တရားရုံးကိုအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့တရားရုံးကလည်းလိလိရှုထားခဲ့တာပါ။ဒီအမှုကိစ္စနဲ့ပတ်သက်လို့အစရအောင်မှုရှင်နေကိုယ်စားလှယ်စာပေါ းထားတဲ့အတွက်ကိုမှုတို့ရဲ့အကျိုးတွေကသူရဲ့တိတ်တန်နေဝင်မြစ်တိတန်အောင်လို့ပဲဥပဒေမြင့်ညွတ်တဲ့ဆောင်ရွက်မှုမှန်နေများကိုရှင်းနေပြတဲ့လုပ်ပိုင်းရှိပါတယ် ကမာယုခန်တရားရုံက2024မတ်လ20ရက်နေ့မှာချမ်းမတ်54ကိုကျန်ကင်းစည်ငွေကြက်သိန်းပေါင်း3,350,000နဲ့ပထမအကြိမ်လေးလံတင်ခဲ့ပြီးဩဂတ်စ်လ15ရက်နေ့မှာကျန်ကင်းစည်ငွေကြက်သိန်းပေါင်း3,000တိနဲ့ဒုတိယအကြိမ်လေးလံတင်ခဲ့တာပါ။ဒေါ်ဆန်းစုကြည်က2022ဒီဇင်ဘာလမှာရှင်းနေဖွဲ့နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီးအချိန်2နှစ်နဲ့3လနီးပါးပြင်ပနဲ့အဆက်အသွယ်ဖြတ်ခန့်ထားရပါတယ်။ကျွန်တော်ဒုတိယချမ်းသာပါ။